ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာဟာလွန်ခဲ့နှစ်ကသူ့အားပြောကြားစေခဲ့တဲ့လူထုဆန္ဒပြပွဲများကိုပြင်းပြင်းထန်ထန်ဖြိုခင်းမှုကိုစီစဉ်ညွှန်ကြားခဲ့တယ်လို့ပြည်တွင်းစစ်ရဲစွေးမှုများခုံရုံးရှိအစိုးရရှိနေများကမေလ၁၂ရက်နေ့မှာပြောကြားခဲ့ပါတယ်။ အတိုက်ခံလို့နှုတ်ဆက်သွားစေရန်ဟာစီနာရဲ့အစိုးရဖွဲ့ကရက်ဆက်တဲ့ဖြိုခင်းမှုကိုလှုံ့ဆော်တဲ့2024ခုနှစ်ဇူလိုင်လထဲမှာလူထောင်လေးရာထိတည်ဆုံခဲ့တယ်လို့ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စော်စန်းစစ်စစ်ရေးဖွဲ့ကဟာစီနာဟာအနည်းဆုံး၁၀ချက်၅ခုအတွက်လက်တယ်တရခံဖြစ်တယ်ဆိုတာတွေ့ရှိခဲ့ပါတယ်လို့ဘင်္ဂလားဒေ့ရှ်ပြည်တွင်းနိုင်ငံတကာရက်ဆွေးမှုများခုံရုံးကရှင်းနေကြောင်း တာဂျူအစ္စလမ်ကသတင်းတောက်များကိုပြောကြားပါတယ်သူတို့ကိုဖောက်ပြန်မှုလုံဆောင်မှုကြံရပါမှုဖျက်မြအောင်ဆောင်ရွက်မှုလျှို့ဝှက်ပူးပေါင်းကြံစည်မှုဇူလိုင်ပုံကံမှုအတွင်လူများပြတပ်ဖြတ်မှုကိုတားဆီးဖို့ပြက်ကွက်မှုအစအရင်းနဲ့ပတ်သက်ပြီးဆွဲချက်တင်ခဲ့ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်တရားစွဲဆိုမှုကဟာစီနာနဲ့သူ့ရဲ့လူနှုတ်ဦးဖြစ်တဲ့အဆက်တူစာမန်ခန့်ကမဲနဲ့ ရဲချုပ်ဟောင်းအဖာတူလာအမမိုလိုကိုတရားစွဲရင်စီစဉ်ထားတဲ့တရားရုံးမှာတရားစွဲဆိုရတဲ့ပထမဆုံးအစီရင်ခံစာကိုတင်သွင်းခဲ့လို့တာဂျူအစ္စလမ်ကပြောကြားခဲ့ပါတယ်။တပ်ဖို့နယ်ပြည်မြင့်ထန်တဲ့တရားရသောအောင်လို့ဖို့ဟာစီနာကသူ့ပါတီနဲ့ပေါင်းစည်းထားတဲ့ဥပဒေထိန်းသိမ်းရေးဌာနတွေနဲ့အကူအတက်တွေကိုတိုက်ရိုက်အားဖြင့်ညွှန်ကြားခဲ့ပါတယ်လို့ဆိုပါတယ်။အလောင်းတွေကိုမိရှို့ဖို့နဲ့အချို့ကိစ္စတွေမှာအသက်ရှင်နေစေလူတွေကိုတတ်တာကိုလက်အင်ကချွတ်တဲ့သွားအောင်လို့ဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်လို့သူကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။ ဟာစီနာဟာယဟန်ရင်နဲ့ထွက်ပြေးခဲ့တဲ့အိန္ဒိယနိုင်ငံမှာပြည်ပြေးအဖြစ်နေထိုင်လျက်ရှိပါတယ်။သူဟာလူသားအပေါ်ကျူးလွန်တဲ့ရည်စွမှုများနဲ့သက်ဆိုင်တဲ့ဆွဲချက်များနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဖမ်းဆီးမိန့်ကိုအာခံခဲ့ပါတယ်။ဟာစီနာကိုပြစ်မှုကျူးလွန်ရာနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးရန်ဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကိုမြစ်တာရက်ခံခဲ့ပါတယ်။